ကျွန်ုပ်ကတော့ရာသီဥတုကောင်းတဲ့နေ့တစ်နေ့မှာရိုးမတော်အတွင်းကိုတာဝါကိုခေါ်ပြီးတော့မှထွက်လာတဲ့အခါမှာမျက်မြင်တောင်တန်းနေပေါ်ကိုရောက်တဲ့အခါမှာတော့ခဏတပြုတ်နားနေတယ်။ကျွန်ုပ်တို့ရဲ့ခေါင်းပေါ်ကိုဖြတ်ပြီးတော့အောက်ချင်းငတ်မောင်နှံပြန်တန်းသွားတာကိုတွေ့တယ်။ငတ်မောင်နှံပြန်တန်းသွားတဲ့နေရာကိုလိုက်ပြီးတော့ကြည့်ရင်လည်းတာဝါကကိုယ်ဖို့တိဒီအောက်ချင်းငတ်တရားလေးတကောင်တရေဆိုရင်လိုက်ပြီးတော့တည်ကြရစို့ဟုတ်တယ်တာဝါရဲ့ အောက်ကျင်းငတ်တည်းဆိုတာကသစ္စာတရားအတွက်စံပြဖြစ်တယ်လို့စစ်ချင်းမြတ်တာတွဲဆောင်ရင်လည်းစံပြငတ်တည်းပဲကျွန်တော်ကြားဝရကြတော့လေအတူဝဲဖြစ်ဖြစ်အမောက်ဝဲဖြစ်ဖြစ်တက်လိုက်တယ်ဆိုရင်ကျန်တဲ့ငတ်ကကောင်းကင်ကနေပြီးတော့မြေပြုံအရှိန်နဲ့ကောင်းထိုးဆိုင်ပြီးတော့တည်တက်ကြရလို့ကြားဘူးတယ်ဟုတ်တယ်တာဝရဲ့နောက်ပြီးတော့သူတို့ရဲ့ဒလေးစရိုက်တရားထူးဆန်းနေလေးစားဖို့လည်းကောင်းတယ်ပြောပြပါအောင်ကိုွေးဖို့တည်းရဲ့ကျွန်တော်ကလေအောက်ချင်းငတ်မောင်းတဲ့နေအကြောင်းသိကြလို့ပါ ကျွန်ုပ်ကလည်းခီးတထောက်နားတဲ့အချင်းဆိုတော့တာဝတိချင်းနဲ့အောက်ချင်းကအကြောင်းကိုပြောပြမယ်လို့စဉ်းစားတယ်။အောက်ချင်းကတရားအဖိုးနဲ့အမချစ်ကြိုက်ပြီးဆိုရင်သူတို့နှစ်ကောင်နဲ့ခွဲပြီးတော့မှအတူတူနေတယ်။လူတွေအိမ်တော်ပြုတ်တယ်လို့ပဲပေါ့။နောက်ပြီးတော့ငှက်မဥရဲချင်းမရောက်ခင်မှာအတိုက်ကိုလည်းကြိုတင်ပြီးတော့မှစောင့်လုပ်ထားကြတာတာဝရဲ့။အတိုက်ဆောင်မဲ့တစ်ခေါင်းကိုရွေးတဲ့အခါမှာလည်းအပင်မြင့်နဲ့အခေါင်းပေါက်လို့နေရာမျိုးဖြစ်ရမယ်။အချားအကောင်တွေဖောက်ထားတဲ့အပေါက်မျိုးမဖြစ်ရဘူး။ ။နောက်ပြီးတော့အခေါင်းပေါက်ကလှိုင်ခေါင်းလိုအပေါင်မျိုးမဖြစ်ရဘူး။နွယ်ကပ်ပင်ရှိနေတဲ့အပင်မျိုးဆိုရင်လည်းသူတို့ရှောင်းနေ။ညောင်ပင်မျိုးထားတဲ့အပင်လိုမျိုးပေါ့။ဘာဖြစ်လို့လဲဆိုတော့နွယ်မြတ်တရအခေါင်းပေါက်ထက်ရနေဝင်လာနိုင်တာကြောင့်ပဲ။သူတို့စိတ်ကြိုက်တက်ခေါင်းတွေတွေ့ပြီးဆိုတာနဲ့အတိုက်စားဖို့စားတော့တာပဲ။အတိုက်စားပြီးတော့စောက်ပြီးဆိုတာနဲ့အပင်ပန်းစုံကငှက်ဖို့ပေါ့။တက်ခေါင်းတွေရနေ တချောင်းကလေးတွေငှက်မက စီပြီးတော့ခင်းတဲ့အချိန်မှာငှက်ဖို့ကရွှွန်စေးရှာတယ်။အရှိနောက်တောင်မြောက်အရက်လေးမျက်နာရွှွန်စေးမြေကိုငှက်ဖို့ကအခောက်ခောက်အခါခါတဲတယ်။ငှက်မကြတော့ငှက်တိယူလာပေးရဲ့ရွှွန်စေးမြေတွေနဲ့တက်ခေါင်းနဲ့ရံနေမှာ အောက်ခြေတွေမှာခင်းထားတဲ့တက်သားချောင်းနဲ့ပေါ်ကနေညညာနေအောင်လို့ရွှွန်စေးတွေဖြန့်ခင်းပြန်တာ။အဲ့ဒါပြီးတော့မျက်ခြောက်တေတရွက်ခြောက်တေအပေါ်ကနေဖြန့်ခင်းပြီးငှက်မဥပိုအတိုက်လုပ်ပေးတယ်။ငှက်ဖို့က ငတ်မကိုဝင်စတဲ့အချိန်တည်းကအတော်လေးကိုဂရုစိုက်တာကစားစရာအသီးနဲ့နေရှာတွေ့တယ်ဆိုရင်လေငတ်မကိုပဲအရင်ကျွေးရငတ်မဝအောင်စားပြီးမှကျန်တော့သူကစားတာငတ်မစားပြီးဥပပီးဆိုတော့လေငတ်တီကကောင်းကောင်းမနေပြန်ဘူးတစ်စေးပေါင်းစုံရှာပြီးတစ်ခေါင်းနှစ်ပေးမှမန်ပြီးတော့မှပိတ်တယ်ငတ်မဝတ်တဲ့အချိန်ရောက်တော့ငတ်မနှုတ်သီးတပေါက်စားလေးပဲအဝမှာခြံထားတာငတ်မကိုအပြစ်မထွက်ခိုင်းတော့ဘူးလက်ဖို့ရခင်ဗျာ ငတ်မောက်အစာရှာပေးတယ်၊ရေသေးပေးတယ်။အခြားတော်တရိတ်ဆန်နေဝစ်ချင်းကထပြီးအစာရှာစားရတာနော်။အောက်ချင်းငတ်တီကြတော့အဲ့လိုအဖေကဂယူတဆိုင်လှုပ်ပေးရဲဆိုတော့ငတ်မကြတော့တတ်တာလေလို့ပြောလို့ရတာပေါ့နော်ကိုကြီး။ဒါနဲ့ငတ်ရဲ့အစာကိုနှုတ်သီးခြေသေးတွေနဲ့တဲပေးရတော့ဟုတ်ပါပြီ။ရေကြတော့သူကဘလို့များတဲလဲ။ဒီလိုကွာတာဝရဲ့အောက်ချင်းငတ်တီရဲ့အမောက်မှာ အပေါ်မှာရေကန်လေးလို့ရှိနေရဲ့။အဲ့ဒီအပေါ်ကနေရေတင်ပြီးတော့လာပြီးတိုက်တာပေါ့။ အဲ့ဒီလိုနေ့တိုင်းအစာရှာပြီးရင်ကတပြေးပြေးနဲ့အရေးကြီးရဲ့အပိုင်းကိုရောက်လာတာဘလို့အရေးကြီးရဲ့အပိုင်းလဲဒီလိုကွာငှက်ဖူကသူအစာရှာထွက်တဲ့အချိန်ဒေါ်တရိဆန်တကောင်ကောင်ကြောင့်ငှက်မဝက်နေတဲ့တစ်ခေါင်းဝါကပုံစံပြက်နေတယ်။ခြေရလက်ရပြက်နေတာတွေ့သွားတယ်ဆိုရင်အဲ့ဒီတစ်ခေါင်းလုံးဝမလာတော့ဘူး။ငှက်မအစာလည်းမကျွေး၊ရေလည်းမတိုက်တော့ဘူး။ဟာငှက်မခင်ဗျာအစာလည်းမစားရ၊ရေလည်းမတောက်ရတော့ဘူးဆိုတော့သိမှာပေါ့။ ငတ်မမသေးခင်မှာငှက်တရအရင်ဆုံးသူ့ကိုယ်သူအမြင်ကထိုးဆိုင်ပြီးတော့မှတက်တည်လိုက်ပြီးကွငတ်မစီရောမလာနိုင်တော့ဘာဖြစ်လို့လဲဆိုတော့ငတ်မကသူမရှိတဲ့အချိန်မှာအချားအကောင်တကောင်ကောင်နဲ့ဖောက်ပြန်နေရဆိုပြီးတော့သူကသူ့ကိုယ်သူတက်တည်လိုက်တာအချက်ကြီးတယ်လို့အမျက်လဲကြီးရှာတာပေါ့ငတ်ကလေးတွေပေါက်လာ အချိန်ကျတော့တက်ကောင်းကတက်စေးတွေကိုငတ်တရခွာထုတ်တယ်အဲ့ဒီအချိန်ကျတော့သူကပို့ပြီးတော့ပြန်မန်းတယ်ဘာဖြစ်လို့လဲဆိုတော့ ။ငှက်မကအထဲမှာအပူရိနဲ့အောင်းပြီးတော့အမွေးတောင်နဲ့အကုန်လုံးကျုပ်ကုန်တာ။ငှက်ပေါက်တိန်နဲ့အတူတူအမွေးတုံးလုံးဖြစ်နေရဲဆိုတော့ငှက်ဖို့ကြီးခမအစာနဲ့ရေကိုနှကုံအပ်ထပိုရှာရတာပေါ့။တနေ့ကိုတစ်ခေါင်းကိုအသွားပြန်အခေါင်းပေါက်60 90မကအသွားပြန်လှုပ်နေရရှာတာ။ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာမောရယ်လို့မထင်ဘူး။အားနေအချိန်လေးတက်ကောင်းနှစ်ပေးရနေပြီသူ့ရဲ့ကလေးတွေနဲ့မိန်းမဖြစ်သူငှက်မကြီးကိုကြည့်ပြီးတော့ပြောနေရှာတာ ကြည့်နေဖို့ကောင်းတယ်လို့လေးစားဖို့လည်းကောင်းတယ်နော်ကိုကြီးတချို့လူတွေကြတော့အောက်ချင်းငတ်လောက်တောင်မှသစ္စာမရှိဘူးမင်းပြောတာဟုတ်တယ်ကွာတာဝါရဲ့တရိစ္ဆာန်ဖြစ်တယ်ဆိုပေမဲ့မိမသားတွေအပေါ်မှာညှာတာတက်တယ်သစ္စာတရားကြီးမားတယ်ဒီချက်တရားတော့တချို့လူတွေထက်တောင်မှသားရပြောရမှာပေါ့တလင်တမယာဖောက်ပြန်မှုမရှိ အသက်ပေးပြီးတော့မှချစ်တာဒါကြောင့်မို့လဲအောက်ချင်းငတ်တွေကိုစံနမူနာအနေနဲ့ဥပမာပေးတာရှိရပါပေါ့ တကောင်းသိရဲဆိုရင်လိုက်ပြီးတော့တည်တက်တဲ့အောက်ချင်းငတ်တွေကိုမိုးဆိုးရရမပြစ်ကြဘူးလို့သိရတယ်။အခုလို့သိရတော့အောက်ချင်းငတ်တွေကိုပိုးပြီးတော့မှမပြစ်တတ်တော့ဘူးလို့တွေးမိရဗျာ။ဓာတ်ထက်ဆိုတာလေအချားအချိန်နေထက်ငှက်မာရီနဲ့ငှက်ကလေးတွေအတောင်အလတ်မစုံဘဲနဲ့တက်ကောင်းထဲမှာရှိနေတဲ့အချိန်ဆိုရင်ငှက်ဖို့ကြီးရအချောင်းတစ်ခုခုနဲ့တေးသွားရင်အဲ့ဒီငှက်မာရီနဲ့ကလေးတွေပါ အစာငတ်ရေငတ်နဲ့အားလုံးတေးကုန်ပါလေရော။ အသက်တချောင်းတက်လိုက်တာနဲ့အသက်တွေအများကြီးသေကုန်တာပေါ့အောက်ချဲငှက်တိုက်အဟောင်းတွေ့ရဆိုရင်တကယ်ကိုတန်မိုးရှိရတာဝရဲ့ဘလို့တန်မိုးရှိရလဲဗျာကိုကြီးဒီလိုလေကွာငှက်တိုက်ဆောက်တော့သုံးနာရီရွှင်စည်းမြေဆိုတာအရက်လေးမျက်နာမြေတွေအောက်ချင်းငမကဝစ်ကျင်းဝင်နေတဲ့အချိန်တက်ပြူလိုက်တာလားတော့မသိဘူးအဲ့ဒီမြေကတိုင်းရင်စည်းစရာတွေစေးဖို့ရနေရာမှာသုံးနေတကယ်လဲစေးစွမ်းထက်တယ်လို့ကြားဖို့ရင်အဲ့လို့ဆို အောက်ချင်းငတ်တွေအတိုင်ဟောင်းတွေ့ရဆိုရင်လေအဲ့ဒီလေးကျိုးမျိုးယူမပဲပေါ့ဗျာအဲ့ဒီငတ်တွေကိုချင်းလူမျိုးတွေရဲ့ရိုးရာအမတ်တဆိတ်ဖြစ်နေတုံးတယ်အောက်ချင်းငတ်ရဲ့တစ္ဆာတရားအချစ်တွေကိုကိုစားပြုတယ်နဲ့ဒူပါရဲ့ချင်းလူမျိုးတွေရဲ့ရိုးရာအမတ်သားတဆိတ်အနေနဲ့ဘာဖြစ်လို့တုံးတာလဲတော့ငါလည်းမသိဘူးတာဝကျွန်ုပ်ကတော့အောက်ချင်းငတ်နဲ့ပတ်သက်ပြီး ဖခင်ပြောပြတဲ့ဆက်လန်းတစ်ပုဒ်ကိုတတိယလို့တာဝကိုပြောပြမယ်လို့တွေးတယ်ရန်ပေတောင်ကရခိုင်ရိုးမှာ ဒေတာအတွင်းကတောင်တလုံးဖြစ်လို့မြန်မာမတ်စောက်တဲ့တောင်ကုန်းမှာအခြားသောတောင်ကုန်းတွေနဲ့ဆက်ဆက်နေခြင်းမရှိဘဲထီထီကြီးဖြစ်နေတဲ့ရံပေတောင်တန်းကကြီးမားလို့တောထခြင်းနဲ့အတူတောင်ကုန်းထိပ်ကဇေယီတစုရှိပြီးအဲရီဇေယီရောနာမည်ကတော့ရံပေစီတင်းလို့အမည်တွင်နေတောင်နာမည်ကိုအစွဲပြုလို့ရံပေစီတင်းလို့ခေါ်ဆိုခြင်းလားဇေယီရောနာမည်ကိုအစွဲပြုလို့ရံပေတောင်လို့ခေါ်ဆိုခြင်းလားတော့မသိနိုင်ဘူး တောင်ကိုတော့ရံပယ်တောင်လို့ခေါ်ပြီးဇေရီကိုတော့ရံပယ်ဇေဒီလို့ခေါ်တယ်။ဇေရီရှိရာရံပယ်တောင်ရဲ့ခန်းလန်းလမ်းမာတော်မှာတောင်ကျရိုးချောင်းလေးတစ်ခုရှိလို့ချောင်းကိုလည်းပဲရံပယ်ချောင်းလို့ခေါ်တယ်။ချောင်းရဲ့နဘေးကဲ့ရဲ့မှာရှိတဲ့ရွာငယ်လေးရဲ့နာမည်ကလည်းရံပယ်ရွာဖြစ်နေပြန်တယ်။ရန်ပေတောင်ရန်ပေစီတီရန်ပေချောင်းရန်ပေရွာကတော့နာမည်တခုရဲကိုတုံးထားတဲ့အရက်ဒေသတစ်ခုပါ တောင်ရဲအောက်ခြေရာဇေရောရှိရာတောင်ထိပ်ပေါ်ကိုမိနစ်20မြောက်လမ်းလျှောက်ရပါသေးတယ်။ကြောက်တာလေကတဲ့တေကိုဖျားပေါ်တက်ဖို့ twin two လို့အပေါ်တက်ရာလမ်းတစ်လျှောက်မှာတော့သစ်ပင်အရိပ်တွေရှက်မိုးနေလို့နှွေကာလောက်မှတော့မှအေးမြနေတယ်။ဂျေငါတာရကာရီတောင်ပေါ်မှာရှိပမဲ့မြောက်တေကိုရံပယ်တောင်မှာတကောင်းမမတွေ့ဘူး။နေကျင်ပြီးတော့တောင်ပေါ်ရောက်လာတဲ့မြောက်တေကတစုံတစ်ခုက 6လက်မောင်းထုတ်လိုက်သလိုပါပဲမနေဝင်ကြပဲနဲ့ရံပယ်တောင်ပေါ်ကနေထွက်ပြေးရတယ်။တောင်ထိပ်ပေါ်ရောက်တဲ့အချိန်မှာတော့ဇေဒီရောအနာကဘလူးမအယုတ်တစ်ခုဟာထူးဆန်းစွာနဲ့ရှိတယ်။ဇေဒီပထိုးတွေချင်းသိရုပ်တွေဘလူးရုပ်တွေထူးဆစ်ကြတဲ့ဆိုပေမဲ့ဘလူးမပုံကတွေ့ရခဲ့ပြီးရှားပါလာတယ်။မျက်လုံးပြူပြူအစွဲငေါငေါကြောက်လန့်စရာဘလူးမရုပ်သွင်းကြောင့်တယောက်တည်းရံပယ်တောင်ကို လောင်းဝဲနဲ့သူရှားတယ် ဇေရောရဲ့ဘေးပချာလဲမှာကန်းကော်ပင်လေးပင်ကအကန့်အခတ်ဝေးစည်းစွာနဲ့ဇေရီရဲ့ဘေးခက်ကန်ကန်နဲ့အရိပ်ပင်းနေသလိုရှိပြီးပန်းပွင့်နေရာဒီမှာကန်းကော်ပန်းနဲ့ပင်လုံးကျို့ဝေးရင်လို့ဇေရောကို ပန်းပူဇော်ရတဲ့အလားပဏ္ဏရသက်ပေစွာနဲ့ရှိတယ်။အရာပြင်တော့ဖယားဘက်ကိုထိုးလို့နေတဲ့အကိုင်းလေးကိုင်းကအပွင့်နေရာအမြဲမပြတ်ဖူးပွင့်လို့အချားအကိုင်းခက်တရာပန်းပွင့်တဲ့အချိန်ရှောင်းမှသာပွင့်တတ်တယ်။ ရှေဟောင်စီရောဖြစ်တဲ့ရံပယ်စီရောမှာစွန်းကအမြဲတမ်းမနှက်စောစောပူပူနွေ့နွေ့အငွေ့တထောင်းထောင်းနဲ့ပူစော်စက်ကတ်ထားတဲ့ထမင်းနဲ့ဟင်းတွေကိုတွေ့ရလို့စက်ကတ်သူကို မတွေ့ရပါဘူး။တချို့ဖျားပေါ်ကိုစွန်းလာကတ်တဲ့သူကိုသိချင်တဲ့ရွာသားတွေကမနှက်စောစောပုံအောင်ပြီးရောမှစွန်းအလူရှင်ကိုစောင့်ကြည့်ဘူးရယ်။ပေါင်းပြီးတော့ကြည့်ရွာသားတွေရဲ့အပြောအရာရှေ့ခေအဝတ်စားတွေဝတ်ထားတဲ့ယောက်ျားမိန်းမတွေက မနေ့စောစောအချိန်စီမီထုံးညိပူဇော်နေရအောင်တွေ့ရတယ်လို့ဆိုရယ်အဲ့ဒီလူတွေရဲ့မျက်နှာကဒီအရက်ဒီဒေတာမှာတခါမှ တွေ့ခဲ့ဘူးခြင်းမရှိဘူးလို့လည်းဆိုရယ်အဲ့ဒီလူတွေကိုကြည့်နေတဲ့အချိန်ခန္ဓာကိုယ်ကလှုပ်ရှားမှုမရပဲစကားပြောစုံမရဖြစ်ပြီးစေရီရဲ့အနောက်ဘက်တောင်ကုန်းနောက်တက်တော်ရယ်ဝင်သွားတဲ့အချိန်ရောက်တော့မှစကားပြောစုံလှုပ်ရှားလို့ရတယ်လို့စောင့်ကြည့်ဘူးတဲ့သူတွေပြောရယ်ရုံရင်ကြမ်းတက်နဲ့စကားတွေပြောဆိုရတဲ့သူတွေက ဘေးဒုက္ခတွေတွေးကြုံရတတ်တယ်။ရံပေရွာသားဖြစ်တဲ့မောင်မြနဲ့မိုးတီရုနှစ်ယောက်တဖက်ရွာကနေတောက်စားမိုးရံလို့ပြန်လာတယ်။ရွာကိုသွားရလမ်းမှာရံပေတောင်နှစ်ဘေးတောက်ကဖြတ်သွားရလို့နှစ်ယောက်သားဆဲဆူလိုက် အော်ဟစ်လိုက်နဲ့ပစိုးကိုဆွလွေတိုင်းမရှောက်လာကြတာဖယားရဲ့တောင်ချီအနားကိုရောက်တော့တောင်ပေါ်မိန်ကလေးတယောက်ဆင်းပြီးသူတို့ရှေ့ကနေဖြတ်လျှောက်သွားတာတွေ့ရင်မိန်ကလေးရဲ့အလှကိုတွေ့ရော့ မိုးရစ်နေတဲ့မိုးသီးနဲ့မောင်များအတွေ့ထဲမှာစိတ်ရိုင်းစိတ်မိုက်တွေဝင်နေဒီလိုလူပြတ်တဲ့တောအတွေ့မိန်းကလေးတယောက်နဲ့သူတို့နှစ်ယောက်တည်းဆိုတဲ့အတွေ့နဲ့စိတ်ရိုင်းစိတ်မိုက်တွေဝင်လာတာဖြစ်ပါတယ်ကြောလေထီရှိတဲ့သပင်ရှိကိုခါလယ်မှာဖြန့်ချလို့ခေါင်းမှာတောပတ်လေးရဝေးနေအောင်ပန်ထားတဲ့မိန်းကလေးရဲ့အနောက်ပိုင်းအလောက်ကိုအာမနာတန်ကြည့်လို့မတိုင်ပင်မဲနှစ်ယောက်သားမိန်းကလေးနောက်ကနေပြီးတော့မှခက်သွက်သွက်ပြေးလိုက်တယ်မိန်းကလေးကိုအနားရောက်တဲ့အချိန်မိုးသီးရ ကောင်းမလေမရဘဲရွာလေတယောက်သေးပဲလားဟဲ့မရမကြဘူးလားကိုရို့မရောလိုက်ပို့မယ်လေမောင်များကလည်းအားကြမခံဘူးညီမလေးနာမည်ဘလို့ခေါ်လဲရင်ခင်မင်းစံလို့ပါနာမည်လေးတော့ပြောပြပါလားမင်းကလေးနောက်ကနေလိုက်ပြီးနှစ်ယောက်သားစကားတွေပြောတယ်မင်းကလေးကသူတို့ပြောသမျှစကားဘာမှမတုံ့ပြန်မင်းနဲ့ရှေ့ကိုပဲခြေလက်မပြတ်ရှောက်နေရဲဆိုတော့နှစ်ယောက်သားနောက်ကလိုက်ရင် စိတ်အတွင်းမရိုးမရွဖြစ်လို့စကားပြောတွေကြမ်းတမ်းပြီးတော့မှမိုက်ရိုင်းလာတယ် မင်းကလေးကသူတို့နှစ်ယောက်ပြောချင်ရပြောဘာမှအရေးမဆိုင်ပါဘူးမိုးတိကတော့မောင်မြကိုမျက်စာပြစ်ပြလိုက်တယ်ပလင်းတူဘူးဆိုတယောက်သာတယောက်နားလေတဲ့သူတွေဆိုတော့မိုးတိကမင်းကလေးရဲ့ဘဲဘက်လက်ကိုရုတ်တရက်ဆွဲကင်လိုက်တဲ့အချိန်မှာမောင်မြကလည်းမင်းကလေးရဲ့ညာဘက်လက်ကိုကင်ပြီးသားဖြစ်နေတော့တယ်မင်းကလေးရဲ့လက်ကိုကင်ပြီးတော့နှစ်ယောက်သားစိတ်ထဲမှာထူးခြားမှုအဖြစ် မိန်းကလေးလက်ကကြမ်းတမ်းလို့ကြောက်သားကိုကန်ရတယ်လို့ကြမ်းရှာရှာဖြစ်တယ်လို့ခန်းစားရတယ်။ရုတ်တရက်မိန်းကလေးကခေါင်းကအနောက်ဘက်ကိုလဲလာပြီးမျက်နှာက နောက်ကျောဘက်ကိုရောက်တယ်။ဒီတော့မှမျက်လုံးပြူးပြူးအဆွေငုံငုံနဲ့ကြောင်လန့်စရာမျက်နှာကိုအနီးကပ်တွေ့ရလို့နှစ်ယောက်သားသွေးပြန့်စွာနဲ့အော်ရင်ခြေဥတရာကိုပြေးရင်လူချင်းကွဲကုန်တယ်။မိုးတရာပြေးလွှားရင်နဲ့သူ့နောက်ကိုလှည့်ကြည့်မိရဲ့အချိန်မှာ ကြောက်စရာကောင်းတဲ့တရေမက သူ့ရဲ့အနောက်ကမလန်းမကန်းကနေလေပေါ်မှာဝဲကလိုက်နေတာကို တွေ့ရလို့အလန့်တကြပြေးကြတော့တာမိုးသီးနောက်ကျောကိုပြင်းထန်ပြီးရောမှအားပါလာတဲ့လက်ဝါးတစ်ချက်ကြာရောက်လာပြီး မိုးသီးတယောက်နာကျင်စွာနဲ့ငဲတန်ပါနေအောင်អော်တော့တယ်ကြောက်ကအသေးတွေ ကြွေကျသွားတယ်လို့ခန်းစားရတာနဲ့အတူခြေလန်းတုံကနေရှင်လို့ပါဇက်နှကောင်းနားအတွင်ကသွေးတွေရိုးစီးကြရင် မြေပေါ်မှာမှောက်ရက်ဘိုင်းကနေပြက်လဲကျသွားပါလေရောမောင်မြတော်ကိုလွန်မြောက်လို့ချောင်းကိုဖြက်ကူးဖို့ပြင်နေချောင်းကတောင်ကျရေတွေနဲ့ဆိုတော့ရေကလည်းကြည်စိမ့်လို့နွေရာသီမှာဆိုတော့ရေကခါလောက်ပဲရှိပြီးအောက်ကတော့ကြောက်စက်လက်ခဲတွေကိုတော့မြင်ရပါတယ်မောင်မြတယောက် ချောင်းရဲ့အလဲရောက်တဲ့အခါမှာသူ့ရဲ့ရေပြင်ကိုကြိလိုက်တော့ကြောက်မက်ပွဲရာ ရုပ်သွင်းရှိတဲ့တရေမောက်ကိုရေထဲမှာတွေ့ရလို့အလံတကြားဖြစ်ပြီးဩတဲ့အချိန်မှာကြောက်မက်ပွဲတရေမောက်ကရေထဲကထလို့မောင်မြရဲ့လယ်မျိုးကိုလက်တဖက်နဲ့ဖြစ်ညက်ပြီးရေထဲကိုဆွဲချတယ်။မောင်မြတယောက်ဝမ်းရထုံမောက်ကြပြီးရေထဲမှာ ရုံးကန်နေပေမဲ့တမားရဲ့လက်ကလယ်မျိုးကလွတ်မပေးဘူး။ လဲပဲအညစ်ခံရပြီးတော့မှရေနှစ်ခံရလို့မကြခင်အချိန်မှာရုံးကံမှုငြိမ်ကြပြီးတော့မှ အသက်ပြောက်သွားတော့တယ်။ရှမ်ပေရွာသားမောင်မြကိုတော့ချောင်းအတွင်မိုးသီးကိုတော့တောအတွင် အသက်ပြောက်နေရကို တွေ့ရလို့အံ့ဩထိတ်လန့်ကုန်ကြတာ။မိုးသီးရဲ့ကြောကုန်းမှာတော့အညိုအမဲဆွေးနေတဲ့လဝါရကိုတွေ့ရပြီးမောင်မြရဲ့လဲမျိုးမှာတော့အညစ်ခံထားရတဲ့အညိုအမဲဆွေးရဲ့ဒဏ်ရာကိုတွေ့တယ်။မယောက်စလုံးက မသေးခင်အချိန်မှာမချိမဆက်ဝေဒနာတွေကိုခံစားရပြီးသိဆုံးသွားရတဲ့ပုံပဲမျက်လုံးတွေကပြူးထွက်ပြူးကျယ်လို့မောင်မြနဲ့မိုးသီရောဘသူတက်တာလဲလို့စဉ်းစားခက်တယ်။ရွာရဲရလူကြီးသူမတွေကမောင်မြနဲ့မိုးသီရောဘလူတရေတွေတက်သွားကြအောင်ပြောဆိုရင်းပစက်စီမဆောင်မင်းနဲ့ဖျားနေမြေအတွင်ညံ့ညံ့နဲ့အပြုမှု အပြောအဆိုတွေကြောင့်ဖျားဆောင်ဘလူမှတက်သွားတယ်လို့လဲပြောကြပြန်တယ်။ ရွာသားတွေကလည်းမောင်မြနဲ့မိုးသီးအဖြစ်ကြောင့်ရံပယ်တောင်အနားမှာအမားမရှိစေဖို့ရှောင်ကြကုန်နေ။ကျော်ဝင်းကတော့ရံပယ်ရွာသားတယောက်ပါ အသက်18နှစ်ကိုရပ်ပိုင်းကျော်စာပြုတ်နေတဲ့လူငယ်တယောက်အသက်18နှစ်ပြည့်ရဲ့နေကစားလို့ကျော်ဝင်းတယောက်ထူးဆန်းတဲ့အိမ်မက်တစ်ခုစတင်မှတ်တယ်။အိမ်မက်အတွင်မှာကျော်ဝင်းရဲ့အောက်ချင်းငတ်တကောင်ဖြစ်လို့သူ့ရဲ့နှစ်ဘေးမှာကျင်သူတက်ထားငှက်မာလေးတကောင်ရှိရင် အောက်ချင်းငှက်ဖို့ငှက်မနှကောင်ရှင်တွင်းလို့တောနဲ့တောင်နဲ့အသွဲသွဲမမောနိုင်မပန်းနိုင်ပြန်သိမ်းရင်းနဲ့ပျော်မြူးနေကြတယ်။ညအိတ်တဲ့အချိန်မှာ သူတို့တွေရဲ့အတောင်ကြားခေါင်းကလေးကိုတွုံးဝင်အိတ်တက်တဲ့ငှက်မကြီးကိုတော့ငှက်ဖို့ကြီးရသူရဲ့မြင့်တာအနှွေးတက်တဲ့နဲ့နှွေးထွေးမှုပေးတဲ့မြင်ကွင်းခံစားမှုတွေဟာကျုံဝင်းရဲ့ရှင်အတွင် ခံစားနေမိပြန်နေ။အဲဒီလိုနဲ့ ငမိုင်ကိုဝင်ရတော့အတိုက်နေရာရွေးလို့မမောနိုင်မပန်းနိုင်အတိုက်ဆောက်လုံနေပြန်နေကိုဝင်ရှိတော့ညောင်သီးမဲ့ချိုချိုလေးတွေစားစင်နေဆိုရဲငမလေးအတွက်တောအနတ်တောင်အနတ်မမောနိုင်မပန်းနိုင်ပြန်တန်းပြီးညောင်ပင်လိုက်ရှာပြီးတော့မှ အချားငတ်တွေမစားခင်ကြီးပြီးတော့မှမဲ့လို့နေရညောင်သီးတွေကိုငမလေးအတွက်သူ့ရဲ့နှုတ်သီးကြီးကြီးရဲ့မှာအပြည့်အသိထည့်ပြီးငမလေးကိုကျွေးတယ် ငမ်းမလေးစားနေအောင်တွေ့တော့သူစားဖို့မေးရင်လို့ဝမ်းကဟာနေပေမဲ့ကြည်နှုတ်မှုတွေနဲ့စားလောင်မှုတွေပျောက်နေတယ်။ငမ်းမလေးကဥရာဆုံးလို့ဝစ်ချိန်ရောက်တော့သူကတက်ခေါင်းထဲမှာပင်ပန်းစင်းရဲနေရှာတဲ့ငမ်းမလေးကိုတနာလို့သူ့ရဲ့မောပန်းမှုတွေကိုမိနေမိပြန်တာ။တနေ့မှာတော့အစာရှာပြီးငှက်ဖို့ပြန်လာတဲ့အချိန်အခေါင်ကသစ်စေးပေါ်မှာသူ့ပိတ်ထားခဲ့တဲ့သစ်စေးလက်ရာချီရာပြက်နေအောင်တွေ့တော့ငှက်ဖို့ရဲ့စိတ်ထဲမှာစိုးရိမ်ဒေါသနဲ့ရင်ထဲမချစ်အောင်ခံစားရတယ်။ ငမလေးရသူ့ရဲ့မြတ်တာတရားကိုနားမလဲဘူးဆိုတဲ့စိတ်နဲ့တက်ခေါင်းသားကိုမသွားဘဲနဲ့လှည့်ပြန်ခဲ့တာတသက်မှာတချင်နဲ့ချစ်ခဲ့တဲ့သူ့ရဲ့ချစ်ချင်းတွေကငမလေးတကောင်ပေါ်မှာသာစုပုံချစ်ခဲ့တာပါငမလေးရသူအစာရှာထွက်နေတဲ့အချိန်အပြင်ကိုထွက်ပြီးတော့မှ အချားငှက်တကောင်နဲ့တွေ့နေရဆိုရဲအတွေးပုံရိပ်တရားသူ့ရဲ့ကောင်းထဲမှာထုတ်လို့မရဘူးတောရဲ့အမြင်ဆုံးဆိုရဲတက်ပင်ထိပ်ဖြားကနေငှက်ဖို့ကြီးရှိနေတယ် အပင်ဘွားနေပြီးတော့ကောင်းကင်ကိုမြင်နိုင်သမျှအမြင်ဆုံးပြန်တက်လို့အတောင်နှစ်ဖက်ကိုကိုမစုကတ်လို့မျက်လုံးတွေမှိတ်ပြီးတော့မှအောက်ကိုအရှိန်နဲ့ထိုးစင်းလာနေတဲ့အချိန်မှာငှက်ဖူကြီးရဲ့အတွေးထဲမှာတော့ငှက်မာလေးနဲ့သူနဲ့ပျော်မြူးခဲ့တဲ့အရင်တုန်းကပုံရိပ်တွေကိုပြန်လည်မြင်ရောင်းနေနောက်ဆုံးမြေကြီးနဲ့ကောင်အရှိန်နဲ့ထိပ်ပြီးတော့မှအာယုံနဲ့အမောင်တိကျသွားတော့တာကျော်ဝင်းရ အောက်ကျင်းငှက်ဖို့ကြီးခံစားနေရတဲ့ခံစားမှုမျိုးသူကိုယ်တိုင်ပဲခံစားနေရတယ်လို့ပါပဲရင်ထဲမှာခံစားမှုတွေပြည့်သိမ့်နေတယ်အဲ့ရကနိုးတော့သူ့ရဲ့ပေါင်းပြမှာမျက်ရည်စားရီနဲ့ငိုနေမိပြီးတော့မှနိုးလာတာခဏခဏနောက်ပြီးတော့ရွာကနေလှမ်းမြင်နေရတဲ့ရံပဲတောင်ကိုကြည့်လို့သူ့ရဲ့ရှင်နေလွမ်းတလုံးလို့ဆွေးတလုံးလို့လည်းခံစားရပြန်နေတနေ့မနက်အစောမှာတော့စီမီးတိုင်အမွေနှံ့တာတိုင်နေယူပြီးရံပဲတောင်ဘုကိုကြုံဝင်တတ်တယ် ဇေရောရဲ့အနာကိုရောက်တော့ပူပူနွေ့နွေ့ကတ်လုထားတဲ့စွန်ထမင်းစွန်ဟင်းနေတဲ့အတူဖျောင်းတိုင် အမွေးတိုင်နဲ့ထုံးညီထားတာလည်းတွေ့တယ်။ပို့ပြီးတော့အအုံးစရာကောင်းတာကမိန်ကလေးတစ်ယောက်ကဇေရောရှင်ပြန်မှာကြုံကြုံလေးထိုင်းလို့ဖျားရှိခိုးနေရပါ။ချုံမလှပတဲ့မိန်ကလေးတစ်ယောက်ဖြစ်ပြီးဖျားဝတ်ပြုတ်နေတဲ့အချိန်မျက်နှာလေးကဘေးတဆောင်အနီးအထားမြင်နေရတာတော့မှကြည်ကောင်းနေရကြောင့်ကြုံဝင်းတစ်ယောက်မိန်ကလေးကိုငေးမောမိတဲ့အချိန်မိန်ကလေးက ဖယားကိုဥချလို့ကျော်ဝင်းရှိအောင်စက်ကနေလှမ်းပြောမှကြည့်လိုက်တယ်။ကျော်ဝင်းကတခိုးလူမိတလို့ရက်ကိုရက်ကံမျက်နာမထားတောင်ဖြစ်သွားတယ်။မိန်းကလေးကကျော်ဝင်းအဖြစ်ကိုကြည့်ပြီးတော့ပြုံးနေပချိုက်ကလေးခွက်နေရာတောင်မှ ပေါ်သွားတဲ့အထိပါ။မိန်းကလေးကရင်မြေနော်ဘဝနေထားတဲ့အချိန်တော့ကျော်ဝင်းကစီမီနဲ့အမွေးတိုင်နဲ့ကက်လူပူဇော်ပြီးဖယားကိုဥချပြီးတော့မှဖယားကိုတပတ်လှည့်ပတ်ရင်းမိန်းကလေးကိုရှာတယ်။ ပေးရနောက်တော့စိတ်ထင်းမှလည်းတခုခုလုံနေတာလုံလို့ခံစားရပြန်တာစေရောဘွားနေပြန်ဆင်းလာတော့ခရီးတစ်ထောက်နားခိုဖို့လှုပ်ထားတဲ့လေကားရဲ့နှစ်ပင်အောက်ခုံပေါ်မှာထိုင်နေတဲ့မိမချောကိုတွေ့ရလို့ကြော်ဝဲရင်ထဲမှာလက်ကနေခုံပြီးတော့မှ စိတ်ထင်းမှပျော်ရွှင်သွားမိပြန်နေညီမလေးတယောက်တည်းပဲဖျားလာဖို့ရလားအဖော်ရရောမပေါ့လားဟုတ်ပါရဲ့အကိုတယောက်တည်းပဲလာတာပါအကိုရဲ့နာမည်ကကြော်ဝဲမှာရံပရွာပါ ညီမရဲ့နာမည်ကတော့ခတ်တာလို့ခေါ်ပါတယ်အကိုဒီအနီနာရွာပါပဲကိုရံပယ်တောင်ရဲ့ပပတ်လယ်မှာတခြားရွာတွေရှိလို့အခြားရွာတရွာကမိန်းကလေးတယောက်လိုပဲသူထင်မှတ်လိုက်တယ်ကျော်ဝင်းကတော့ခတ်တာကိုတွေ့ရတဲ့အချိန်ဟိုးအရင်နှောင်းကတိဟောင်းကျွန်းဟောင်းတယောက်ကိုတွေ့ရတကယ်သူခန်းစားရပြီးစကားတွေရေးရင်းနေနေပြောနေမိတယ်လို့ခတ်တာကလည်းပဲကျော်ဝင်းကိုခင်မင်းစွာနဲ့ပြန်ပြောရင်းသူတို့နှစ်ယောက်မကြခင်အချိန်အတွင်းငယ်ပေါင်းကြီးဖို့လိုရင်းနှီးသွားတာ အကိုပြန်တော့မယ်တော့ခတ်တာဒါနဲ့ညီမကိုနောက်ထပ်တွေးချင်ပါသေးတယ်အကိုညီမကိုတွေးလို့လာလေလို့ရမလားညီမရဲ့မိဘတွေကလူစိမ်းယောက်ျားလေးနဲ့ပတ်သက်တာမကြိုက်လို့ပါအကိုအဲ့ဒီတော့အကိုသားညီမကိုတွေးချင်စိတ်ဖြစ်တယ်ဆိုရင်တော့ဒီဖယားကိုပဲလာခဲ့ပါညီမစောင့်နေပါမယ်ဒီလိုနဲ့လမ်းခွဲပြီးအိမ်ကိုပြန်လာခဲ့ကြပါမယ်ကျော်ဝင်းစိတ်ထဲမှာတော့ခတ်တာရဲ့ပုံရိပ်တရားစွဲကပ်ပါလာတယ် ညာဘက်အိတ်တဲ့အချိန်မှာလဲကြုံဝဲမှတ်နေကြအိမ်မက်မဟုတ်ပင်နဲ့အိမ်မက်တစ်ခုမှတ်တယ်။တဲ့ပင်ပေါ်မှာဟိုခုံဒီခုံနဲ့ကူးလွန်းနေတဲ့အငိမ်မနေတဲ့ပြီးလွားနေတဲ့မြောက်တအုပ်ကအောက်ချင်းကအတိုက်ရှိရာအပင်ကိုရောက်တယ်။အငိမ်မနေဆက်ဆူတဲ့အကောင်နေပြီးပြီးတက်ခေါဝါမှာမန်ထားတဲ့သစ်ဆင်းတွေကိုဖဲ့ပြီးတော့မှအခေါင်ပေါက်ကိုဒုံနဲ့ထိုးတာတွေလဲလှုပ်တယ်။တက်ခေါင်းတွင်ဝက်လူရဲ့အောက်ချင်းကမှလျာမြောက်တေကိုကြောက်လန့်နေရှာတာ။ မြောက်တရာတော့အတန်ကြာအောင်ဆော့ကစားပြီးတော့မှထွက်သွားလေရဲ့ထွက်သွားပြီးမရှိမနှောင်းမှာအောက်ချင်းငတ်ဖို့ရောက်လာပြီးတက်ခေါင်းလက်ရချီရပြက်တောင်တွေ့တော့အထင်မြင်လွဲမသွားတော့တယ်ကျော်ဝင်းတယောက်ဒီချိန်ကျတော့မှသူ့မှတ်နေတဲ့အိမ်မက်ပြီးပြေဆုံးသွားတော့တယ်အောက်ချင်းငှက်ဖို့နဲ့ငှက်မှကြားတဲ့ကလက်စော့ရဲမြောက်တီချောင်းအထင်အမြင်လွဲမပြီးတော့မှ ဝန်းနေစရာအဖြစ်ပြက်တွေတွေ့ကြုံရမယ်လေသိလိုက်တယ်။ကျော်ဝင်းကတော့ အားလက်တဲ့အချိန်ရန်ပေတောင်ထိပ်ကဇေရီလေးကိုရောက်တယ်။သူရောက်တဲ့အချိန်မှာခတ်တာကသူ့ထက်ကြိုတင်ရောက်နေပြီးနှစ်ယောက်သားစကားတွေမမောနိုင်မပန်းနိုင်အောင်ပြောဆိုရင်းနဲ့ညနေဆောင်တော့မှမခွဲချင်ပေမဲ့မတက်တာပဲနဲ့လမ်းခွဲခဲ့ရတာပါ။ကျော်ဝင်းကတော့မိုးလင်းလာနဲ့အိမ်ကနေထွက်ပြီးနေဝင်မိုးချုပ်ခန်းဒီမှာအိမ်ကိုပြန်လာတယ်။မိဘတွေမေးမြန်းတာတော့ဟိုအကြောင်းပြဒီအကြောင်းပြနဲ့ဖြေနေတာလေကြားတဲ့အခါမှာသင်္ကာမကင်းဖြစ်လာကြတယ်ဒါနဲ့ ရွာသားလူငယ်တယောက်ကိုကျော်ဝင်းနောက်ကိုနောက်ရောက်ခံလိုက်တယ်။ခါတိုင်းသူနဲ့ခတ်တာတွေ့ဆုံနေကြဇေရိုရဲ့အနေဂန်းကော်ဘင်အောက်ကိုရောက်တော့ခတ်တာမျက်နာပြည့်နေအောင်တွေ့လို့ကျော်ဝင်းတယောက်စိတ်ပူပန်ပြီးရောမှပြပြသလင်းနေ။ညီမမျက်နာလည်းမကောင်းမှလားယင်ဘာဖြစ်လို့လဲ။အကိုနဲ့ညီမအကြောင်းနေအချားလူတွေတော့တိကုန်ပြီအကိုနောက်ကိုအကိုနဲ့ညီမတွေ့ဖို့ကမလွယ်တော့ဘူးဟမ်ညီမဘသူရိယတိကုန်တာလဲညီမရေဘသူမှအကိုတို့ခွဲလို့မရဘူး အကိုညမောက်ချက်တယ်။ဘာပြဒနာ တွေပဲတွေးကြုံရပါစေ။အကိုရှင်းဆိုင်မယ်ညမ။ညမလည်းအကိုကိုချက်ပါတယ်။ဒါပေမဲ့ညမတို့ရှေ့ဆက်ဖို့မလွယ်တော့ဘူးအကို။အကိုနားမလဲဟုတ်ခတ်တာ။အကိုကညမောက်ချက်တာ။ညမလည်းအကိုပေါ်မှာချက်တယ်မလား။အဲ့ဒါဆိုရင်အားလုံးကအဆင်ပြေပြီပဲလေ။အကိုမမတ်မိတဲ့အကြောင်းတစ်ခုညမပြောပြအောင်မယ်အကို။အရင်ဘဝတစ်ခုတော့ကအကိုနဲ့ညမအရန်ကိုချက်ခဲ့ကြတယ်။အောက်ချင်းငတ်မောင်းနဲ့ဖြစ်ခဲ့တယ်။ မြောက်တေကြောင့်မို့အထင်မြင်လွဲမှပြီးတော့မှ အကိုနဲ့ညီမတေကွဲကွဲခဲ့ရတယ်ဟမ်ဒါဒါတကယ်ကြီးလားကျော်ဝင်းရအံ့အားသင့်ပြီးတော့ဗစက်အဟောင်းသားနဲ့မယုံကြည်နိုင်စွာမေးပါတယ်ဟုတ်တယ်အကိုအဲ့ဒါအမှန်တရားပဲနောက်ပြီးတော့ညီမနဲ့အကိုအခုဘဝမှာလည်းပေါင်းဖို့ဆိုတာမလွယ်ဘူးအကိုဘာဖြစ်လို့ပေါင်းဖို့မလွယ်ရမှာလဲညီမရေတကယ်အချစ်စစ်တယ်ဆိုရင်လေဘလို့အခက်ခဲလို့မဆိုကြော်ဖြတ်နိုင်ရမှာပေါ့မလွယ်ဘူးအကိုရဲ့ ပွန့်ပွန့်လင်းလင်းပြောရမယ်ဆိုရင်ညီမအခုဖျားတိုက်ကိုစောင့်နေရတဲ့တိုက်နန်းရှင်တယောက်ပါအကိုအပေါ်မှာမြစ်တာရှိလွန်းလို့အကိုနဲ့လာတွေ့တာဒီဘဝပေါင်းရဖို့ဆိုတော့ဘလို့နီးနေမှမဖြစ်နိုင်တော့အကိုဟမ်တိုက်နန်းရှင်ကြုံဝင်အံ့ဩမှုတွေကမကုံနိုင်တော့ဘူးသူကြားနေရတဲ့စကားတွေကရုံမို့ခတ်တဲ့စကားတွေဖြစ်တယ်ဆိုတော့ခတ်တာသူ့ကိုနောက်ပြောင်နေရလားလို့ကြည့်ရောခတ်တာကမျက်ရည်လေးဝဲပြီးစိတ်မကောင်းဖြစ်နေတဲ့မျက်နှာလေးကိုတွေ့ရောတနာကိယူနာတက်မိတယ် ဘလို့ပဲဖြစ်ဖြစ်အကိုညီမနဲ့မခွင်းနိုင်ဘူးအကိုညီမနဲ့နီးစပ်ဖို့ဘာမှစိုးလုံနိုင်ပါလေညီမရေအကိုသာညီမနဲ့တိုက်နှန်းကိုလိုက်ခဲ့လို့ရတယ်အကိုလူသားဘဝကိုတော့အကိုစွန့်ရမယ်အကိုလုံနိုင်ပါမလားအကိုသုံးရအချိန်ပေးပါမယ်အကိုအချိန်ယူပြီးစဉ်းစားပါရှော့အကိုတကယ်လို့အကိုရဲ့ဆုံးဖြတ်ချက်သာပြတ်သားမယ်ဆိုရင်ဒီရုပ်ကလေးကိုပုတ်ပြီးတော့မှညီမနမေသာခေါ်လိုက်ညီမအရောက်လာခဲ့ပါမယ်ကိုခတ်တာက ရွှေနဲ့ပြုတ်လုထားတဲ့အောက်ချင်းငယ်အရုပ်ကိုကျော်ဝင်းလက်အတွင်မှာထည့်ပေးပြီးတော့မှ တောင်ကုန်းပေါ်ကနေတောအုပ်ထဲကိုဝင်ရောက်ပျောက်ကွယ်သွားတယ်။အဲ့ဒီအချိန်ထိကျော်ဝင်းတယောက်ငီးကြည့်နေမိလို့လား။ကျော်ဝင်းနောက်ကိုနောက်ရောက်ခံလိုက်လာတဲ့လူကကျော်ဝင်းကိုသာတွေ့ရပြီးခက်တောင်မတွေ့ရဘဲနဲ့ကျော်ဝင်းတယောက်တယောက်တည်းပဲစကားပြောဆိုနေရကိုတွေ့ရတော့ရွာကိုအမြန်ပြန်လာပြီးကျော်ဝင်းမိဘတွေကိုသူတွေ့မြင်လာခဲ့ရတဲ့အကြောင်းတွေပြောတယ်။အဲ့ဒီတော့ မိဘတွေကတားဖြစ်သူအတွက်စိုးရိမ်စိတ်တွေဝင်နေကျော်ဝင်အတွေးများစွာနဲ့အိမ်ကိုပြန်လာတဲ့အခါမှာမိဘတွေကကျော်ဝင်အတွက်စိုးရိမ်ပြီးတော့မှရွာကဆရာတယောက်ကိုခေါ်ရင်းအဖေနဲ့အမေလူစုံတက်စုံနဲ့အိမ်မှာဘာလဲလုပ်နေရလဲကျော်ဝင်မိတော်မိခင်ကနေအခုဘယ်ကပြန်လာလဲဘယ်သူနဲ့တွေ့လာရလဲငါအမှန်တိုင်းပြောစမ်းဟုတ်ဘဲမမသွားပါဘူးအမေဘယ်သူနဲ့မှလည်းမတွေ့ပါဘူးငါအားလုံးသိပြီးပြီ မကောင်းစွာတွေနှင့်ကိုပြုစားထားတယ်။အဲ့တော့နေ့စီမကောင်းစွာတွေမကတ်နိုင်နှိမ်နေရမယ်။အာအမေဒါဘာမှမဖြစ်ဘူးနော်။ဟဲ့လိုရင်ကျုပ်ကဘာလို့ချက်တာလဲလွတ်စမ်းမှာ။အဖေနဲ့အမေမှားနေပြီ။ဆရာဖြစ်သူကြိုတင်စီစဉ်ထားတဲ့အတိုင်းရွာကလာသားတွေကကျော်ဝင်းကိုဖမ်းချုပ်ပြီးတော့မှကျိုးတွေတုံလိုက်တယ်။ကျော်ဝင်းရုံးကန်အော်ဟင်းရင် ရှင်းပြပေးမယ်။သူ့ရဲ့စကားကိုနားထောင်မဲ့သူမရှိဘူး။ ညာမောင်ရီပြိုးစာချိန်မှာရွာပြင်တုံးစရဲနှပင်ကြော်ဝင်းကိုတိုင်တဲ့တိုင်မှာကျုပ်တုပ်ပြီးတော့မှမိတုပ်တွေပတ်ချလက်အောင်ထွန်းထားပါတယ်ကြော်ဝင်းကျုပ်တုပ်ထားပြီးရနောက်တော့တိုင်ရှိမှာပယောကဆရာကအုံပွဲငပြောပွဲတွေစင်တစ်ခုပေါ်မှာတင်နေအမွေးနှံ့သားတွေကိုထွန်းနေပယောကဆရာရဲ့နောက်ကျောမှာတော့ကြော်ဝင်းရဲ့မိဘတွေနဲ့ရွာသူရွာသားတွေတချို့ကစောင့်ကြည့်နေကြလေရဲ့ ကျော်ဝင်းကဘာမှမဖြစ်ကြောင်းအတန်တန်ရှင်းပြပေမဲ့သူ့စကားဘသူကမှအရေးလည်းမလုပ်တလို့နှုတ်ဆက်ငိတ်သက်နေကြပြီးစိတ်ပြက်လက်ပြန်းနေရှိနေကြတယ်။ဘယောကဆရာကတော့စတဲ့မန်းမုတ်တဲ့အချိန်မှာအတန်တခုကိုဘသူမှမကြပဲကျော်ဝင်းတယောက်ပဲကြတယ်။အကိုအဲ့ဒီလူတွေကအကိုနဲ့ညီမခွဲဖို့လုပ်နေကြတာ။အကိုညီမနဲ့မဝေးချင်ဆိုရင်ညီမနာမည်ကိုသုံးခါခေါ်လိုက်ပါ။အကိုစီကိုညီမလာခေါ်မယ်။ကျော်ဝင်းတယောက် ခတ်တာပေးထားတဲ့ရုပ်ကလေးကိုကြစ်ကြစ်ပေါင်းစုံလို့သူ့ရဲ့လက်သီးဆုပ်အတွင်မှာအောက်ချင်းငှက်ကလေးရှိတယ်။ကျော်ဝင်းဆုံးဖြတ်ချက်တစ်ခုကိုပြတ်သားစွာနဲ့ချရင်နဲ့ခတ်တာနမဲကို စိတ်ထင်းမှာ၃ချိန်၃ခါရေရွတ်လိုက်တယ်။ရုပ်တရက်ဆိုသလိုကျော်ဝင်းကြောခိုင်းထားတဲ့အနောက်ဘက်တောအုပ်စီကနေတော်လဲတန်နေကြားရပြီးတာနဲ့လေပြင်းနေတိုက်ခတ်လာတယ်။လေပြင်းကြောင့်ထွန်းလွတ်ထားတဲ့စီမီတိုင်နေရာမီးငြိမ်းကုန်ပြီးပတ်ဝန်းကျင်ကလည်းပဲအမောင်းတိကျသွားတော့တာ။ ခဏကြာလာတော့ပတ်ဝန်းကျင်ငြိမ်သက်သွားလို့စီမီးထုတ်တွေပြန်လဲထွန်းညိပြီးမီးအလင်းရောင်ရတဲ့အချိန်မှာတော့အံအော ထိတ်လန့်တဲ့မြင်ကွင်းတွေကို တွေ့ရပါတယ်။အဲ့ဒီမြင်ကွင်းကတော့ကျော်ဝင်းတယောက်ဇက်လေပြီးတေဆုံးနေတဲ့မြင်ကွင်းမှာပဲ။ဇလန်းကတော့အဲ့လောက်ပါပဲတာဝရဲ့ကဲလာအမဲတပြည့်စုနားနေရတော့အတော်ကြာပြီ။ခဏလေးပါကိုကြီးဟာကျော်ဝင်းကဘာလို့တည်ရလဲရင်တကယ်ပဲတိုင်နှင်းရှင်လန်းခေါ်သွားတာလား။ဒါတော့ငါလည်းအတိအကျမသိဘူး။ အဲ့ဒီဘက်နေရလူတွေပြောတဲ့စကားအရဆိုရင်တော့ကျော်ဝင်းသိပ်ပြီးရဲ့နောက်မှာရံပဲတောင်ပေါ်မှာကျော်ဝင်းနဲ့အရင်ချောတဲ့ main ကလေးတယောက်ခဏခဏတွေ့ရတယ်လို့ပြောတယ်။စမ်းတော့အစမ်းသားပဲနော်ကိုရင်တို့တွေကအောက်ချင်းကဘဝကလာတယ်ဆိုတာတကယ်လား။အော်ပြောဖို့တခုမိတ်နေတာအဲ့ဒီရံပဲတောင်မှာဘာမြောက်မှာအခုရက်ထိမရှိနေဘူးလေ။အောက်ချင်းဘဝကနေတို့ကိုတေကွဲကွဲစီတဲ့အဓိကမြောက်တေကိုမုံလွန်းလို့တောင်ပေါ်ကိုအလားမခဏလာတော့မသိဘူး။အတိအကျတော့ပြောဖို့ခက်တာပေါ့။ ကျွန်ုပ်ကတော့တာဝါကိုအောက်ချင်းကနေပတ်သက်တဲ့ဇလံပြောပြတော့တနိုင်လောက်ကြာသွားပါတယ်အမဲပြဖို့နှောက်ကြနေရဲဆိုတော့ချိန်လန်းသွတ်သွတ်နဲ့လှမ်းလာတဲ့အချိန်တာဝါကလည်းတခုခုစဉ်းစားနေရပုံနဲ့နောက်ကနေပါလာတယ်အဲ့ဒီအချိန်မှာပဲတောင်ပန်ခတ်တန်နေကြရလို့အပေါ်ကိုမှော့ကြည့်လိုက်တော့ခေါင်းပေါ်မှာခက်လန့်လန့်အကွာကနေပြန်တန်းလို့နေရဲ့အောက်ချင်းကမောင်းတဲ့နှကောင်ကို တွေးလိုက်ကြရပါတော့တယ်ပြိတ္တများရှင် အခုပြည်သူများကိုတင်ဆက်ပေးခဲ့တာကစိုင်းရီစရာမြို့ခိုးအလင်္ကာရေးသားထားတဲ့မုတ်ဆိုးဖိုးတိန်နဲ့ဖူးစာဝင်ကပားဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့ channel ကနေတင်ဆက်ပေးနေတဲ့ဇာတ်လမ်းတွေကိုအားပေးနေတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။